်ဝန်တို့အချင်းထောင်ထဲမှာဆိုလို့ရှိရင်လည်းမတရားဖိနှိပ်တာကိုခံရတယ်အဲ့ဒါအဓိကတော့သူတို့ကလက်နက်နဲ့ဖိနှိပ်တာမဟုတ်ဘဲနဲ့အာဏာနဲ့ဖိနှိပ်ထားတယ်စေဝါထောက်ပံ့မှုမရဘူးအာစေကူသားခွင့်အချိန်မီမပေးဘူးပေါ့နော်အဲ့တော့မလိုအပ်တဲ့ဆုံးရှုံးမှုတွေဖြစ်နေတယ်သူတို့မပေးတဲ့အစေးကိုကိုယ်အိမ်ကမှာမယ်ဆိုလဲသူတို့ကပေးမသွင်းဘူးပေါ့နော်အာထောင်ထဲမှာတော့နှီးမျိုးစုံသူတို့က အစာအတောက်ကိုလည်းကတ်တက်တယ်အဲ့တော့ကျန်းမာရေးပြေးသွားတဲ့အစာအတောက်မရရှိဘူးအာဟာရပြေးသွားတဲ့အစာအတောက်မရရှိဘူးအဲ့အတွက်နိုင်ငံတကာကပေးနိုင်မယ်ဆိုရင်တော့အဓိကအဲ့ဒီထောင်နေရသူတွေကစိတ်တန်ရာတွေကအမျိုးစုံပေါ့နော် အစာအတောက်ကဟောစကားတန်အနေနဲ့နှိမ့်ဆက်တာတွေရောအပြင်မှာကိုထီးလက်ရောက်ထုနှက်နေရမဟုတ်ပေမဲ့စိတ်တန်ရာလူတွေရောက်ကိုသေစေနိုင်လောက်တဲ့အထိခံစားရတယ်ပေါ့နော်နောက်ပြီးတော့အမွန်တို့ဒီ မြန်မာနိုင်ငံအပြင်နိုင်ငံတကာမငြိမ်းချမ်းတဲ့နိုင်ငံတွေရောအကုန်လုံးငြိမ်းချမ်းစေခြင်းနဲ့ငြိမ်းချမ်းရေးကိုလိုအပ်တယ်ပေါ့နော်ဒီကိုယ်နိုင်ငံမှာဖြစ်နေတာမဟုတ်လေတခြားနိုင်ငံရဲ့စစ်ပွဲတွေမှာလည်းမတော်ခံစားရတယ်ပေါ့နော်လူအဓိကလိုအပ်တာတော့တရားမျှတမှုမလုံးဝမရှိတာကြီးကပြည်သူတွေအတွက်မလုံခြုံဘူးအခုဒီမှာဆိုလို့ချင်းလဲမတော်ကဘသူ့ကိုအားကိုးလို့အားကိုးရမယ်မသိဘူးတရားမျှတမှုမရှိဘူးဟို ကိုတွေတိထားတာဆိုတော့เนาะဒီကိုနိုင်ငံမှာမလုံခြုံဘူးဆိုရင်သူဒီတစ်ဖက်နိုင်ငံမှာခိုလုံခွင့်ရတယ်လို့ပြောပေမဲ့လည်းဒီမှာအဲ့ဒီလိုတိကြတဲ့လုံခြုံရေးမရှိဘူးပေါ့เนาะပြီးတော့ဒီလက်ရှိဖြစ်နေတဲ့အခြေအနေတရက်မှာတော့ဥဆောင်သူပေါ့เนาะခေါင်းဆောင်နဲ့အစိုးရတရက်တော့လိုအပ်တယ်လက်ရှိအစိုးရ NUG ကိုတော့မင်းတို့ဟိုဘယ်လိုကောင်းလဲအားကိုးမိတယ်ပေါ့เนาะဒါပေမဲ့လည်းသူ့ထက်ကောင်းမွန်တဲ့အစိုးရတရက်ရှိလာမယ်ပြည်သူတွေကိုကာကွယ်နိုင်တဲ့အစိုးရရှိမယ်ဆိုရင်တော့ မုန်းတို့တွေကလက်ခံပြီးကြိုးဆိုပါတယ်လို့